ဝန်တန်းလားကိုပိုင်လုပ်ငန်းလားဘာကိုရွေးချယ်ရမလဲဒီလိုပြောလို့ရှိရင်လူတိုင်းကတော့ပြောလိမ့်မယ်ကိုပိုင်လုပ်ငန်းကတော့အကောင်းဆုံးပေါ့ဟုတ်ကဲ့ပါအဲ့ဒါတကယ်ရောမှန်ရဲ့လားအားလုံးမိလာပါဆီစီအနေပြန်လဲကြိုးစားလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့မားကတ်တင်ဘက်ကိုတိုးတက်အောင်ကူညီပေးနေတဲ့အောင်ကိုဖြစ်ပါတယ်ဒီကနေ့ကတော့စီးပွားရေးအကြောင်းဆိုတာအထက်ကျွန်တော်တို့ရွေးချယ်မှုအကြောင်းလေးကိုကျွန်တော်နည်းနည်းပြောချင်တယ်ဒီအကြောင်းအရာကကျွန်တော်လွန်ခဲ့တဲ့ ၄၅နှစ်လောက်ကတခါပြောပြီးသား အဲ့တော့ကပြောရတာနည်းနည်းတော့ရှိသေးတယ်ဒီနေ့တော့ကျွန်တော်အတူကျုံဒီအချိန်နဲ့အညီပြန်ပြီးတော့ update လေးပြန်ပြီးတော့ပြောချင်တယ်ဒီမှာရည်စားတစ်ခုပြောရမယ်ဆိုလို့ရှိရင်ဒီမက်နောက်ပေါ်မှာ skip စားလာတဲ့စကားလုံးပေါ်တော့ပါလေဝန်ထမ်းလုံးလို့မပြောဘူးဆိုရင်လည်းကိုယ်ပိုင်လုံးကလုံးကြည့်လာအိတ်ပါမပြောဘူးဖြစ်သွားမယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့တော့ပြန်ပြီးတော့ကျွန်တော်လူရင်းကိုဆက်ရအောင်ဒီဘက်ခင်မှာ9 to 5အလုပ်ကြီးကိုဆော့လိုက်တော့ရော freelance လုပ်မယ်လို့ online ပေါ်ကနေပတ်စံရှာမယ်ကိုယ်ပိုင်လုံးကလုံးမယ်လို့အားအမျိုးတွေကတအားကိုခင်စားလာတယ်ကွာဒီရက်ထဲမှာဆိုတော့ TikTok မှာ မြန်မာပြည်ကညီလေးတယောက်ကနိုင်ငံခြားမှာအလုပ်သွားလုပ်နေတဲ့လူတွေအားမချဘူးလို့ပြောလိုက်တာနဲ့အဲ့ဒီနိုင်ငံခြားကလူတွေကမင်းတို့အားချအောင်မလုပ်ဘူးဆိုတာနဲ့အဲ့မှာပွဲကြီးလည်းဖြစ်ကြကျွန်တော်တွေ့ရပေါ့နော်ဆိုတော့ဒီဝန်ထမ်းနဲ့ကိုယ်ပိုင်လုပ်ငန်းကိစ္စကနည်းနည်းလေးတော့အငြင်းပွားစရာတော့ဖြစ်တယ်ဒီနေရာမှာကျွန်တော်နှစ်ခုလုံးဟာသူ့ဟာနဲ့သူအားနဲ့ကြအားသာကြရှိရဆိုတော့အရင်ဆုံးပြောချင်တယ်ဝန်ထမ်းလို့ပြောလိုက်ရင်လူတော်တော်များများရဲ့စိတ်ထဲမှာထင်နေတာက သေးချင်တောင်းမရဘူးခုလက်ရှိအနေထားကျွန်တော်3သိန်းလောက်ပဲရမယ်ပေါ့အဲ့ဒါပဲကျွန်တော်တို့ပြေးပညာတယ်တကယ်တမ်းကြတော့ဗျဝန်ထမ်း life မှာလည်းနေရာနေထားလုပ်ငန်းအနေထားပေါ့မှာမူတည်ပြီးတော့လစာတွေအများကြီးရတယ်ဝန်ထမ်းတွေရှိပါတယ်ဥပမာဆိုလို့ရှိရင်အဲကျွန်တော်တိရသူတယောက်ဆိုလို့ရှိရင်ပေါ့နော်လွန်ခဲ့တဲ့6နှစ်9နှစ်လောက်ခရေကသူ့ရဲ့လစာကဒေါ်လာ8000လောက်ရှိတယ်6000 8000လောက်ရှိနေတယ်သူက ူကတော့တမောသားအရာရှိပေါ့အခုဆိုရင်ကျွန်တော်ထင်ပါတယ်သူ့ရဲ့လာစာဒေါ်လာ1000 1000ကြော်ရင်တော့ကြော်လောက်တယ်1000အောက်မှာမရောတော့ကျွန်တော်ထင်တယ်လက်ရှိအနေအထားနဲ့ဒေါ်လာ1000ဆိုလို့ရှိရင်လာစာဘယ်လောက်ရလဲဗျာဒေါ်လာ4000လောက်လောက်နေပဲတွက်လာရော3450ရှိရဲ့ဗျာဆိုတော့350တလောက်ကိုပုံမှန်မြက်ဖို့အတွက်ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိအနေအထားမှာထားပါတော့ကျွန်တော်တို့10%တော့မြက်တယ်ဆိုလို့ရှိရင်သူ့ရဲ့တလရောင်းအားပေါ့နော်တလရောင်းအားဒီအနည်းဆုံး3500 လောက်ရောင်းအားရှိနေရတဲ့လုပ်ငန်းတစ်ခုဖြစ်ရမယ်ပေါ့နော်လားစဉ်3000ရောင်း3000ရောင်းလို့ကျွန်တော်တို့တဲပါစင်ပြတယ်ဆိုလို့ရှိရင်အဲ3500ပေါ့နော်လောက်3000ပုံမှန်ရောင်းနေတဲ့လုပ်ငန်းတစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်သူ့ရဲ့အရင်းအနှီးတွေတိန်း1000နဲ့မကောက်ဘူးအဲ့တော့ကျွန်တော်ပြောချင်တာကဝန်ထမ်းလို့ပြောလိုက်ပြီဆိုတာနဲ့လားသာ3သိန်းမရတဲ့ဝန်ထမ်းကိုပဲမမြင်ကြပါနဲ့ကျွန်တော်တို့နိုင်ငံတကာပြောရရင်အရန်ကျယ်လို့ကျွန်တော်ကျွန်တော်ပြည်တွင်းကိစ္စကိုပဲပြောပြပါဗျာနိုင်ငံတကာမှာဆိုလို့ရှိရင်ကျွန်တော်တို့ ဘူကေကစီးကိုဆက်တာမချိုင်းလို့ဘာလို့ဆိုဘလို့လုံးလဲဘလောက်ထိရလဲသိတယ်မလားလားစားရင်အများကြီးပဲရတယ်အဲ့တော့သူတို့လည်းဝန်တန်းပဲလေကိုပိုင်လုပ်ငန်းရှင်မှာမဟုတ်တာအမေသူတို့ကတော့ share တစိမ့်ပိုင်းပိုင်းနာတော့ဘာလို့ရှိရုံပဲအဲ့တော့လူရင်းကိုပြန်ပြောရမယ်ဆိုလို့ရှိရင်ဝန်တန်းဆိုတိုင်းလေ3သိန်းအရင်ကဆိုတော့3သိန်း8000ဝန်တန်းဝင်ရုံမမြင်ပါနဲ့တကယ်ကုမ္ပဏီကြီးတွေမှာ အာလာစာသိန်းကိုရာနဲ့ချီပြီးရတဲ့ဝန်ထမ်းတွေရှိပါတယ်အခုချိန်ထိလည်းရှိသေးပဲပေါ့နော်အရေးတော်တော်နည်းပါပြီကျွန်တော်လုံခဲ့တဲ့6နှစ်2019လောက်ပါဆိုလို့ရှိရင်အဲပြည်ဝဲမှာပေါ့နော်နိုင်ငံခြားကုမ္ပဏီတွေရဲ့ country director country manager ဆိုအဲ့ဒီခေတ်အဲ့ဒီကာလလာစာနဲ့ကိုသိန်း100လောက်ရှိရဲ့ဒေါ်လာကိုထောင်နဲ့တောင်းနဲ့ချီပြီးတော့ရနေတဲ့ဝန်ထမ်းတွေအများကြီးရှိပါတယ်အဲ့တော့ကိုပိုင်လုပ်ငန်းလို့ပြောလိုက်တာ ਨੇ ကိုပိုင်လုပ်ငန်းကကျွန်တော်တို့ လုံးရင်လုံးတော့ရမယ်ကြီးထွားရင်ကြီးထွားတော့မြတ်လာမယ်ဆိုတော့မှန်တယ်ဒါပေမဲ့အဲ့ဒီ level ကိုမရောက်ခင်မှာကျွန်တော်တို့အားထုတ်ရတာရုန်းကန်တာကြီးအညာရပဲရှိတယ်ဒီနေရာမှာတစ်ခုထပ်ပြီးတော့စဉ်းစားနေရရှိတာကလူတယောက်နဲ့တယောက်မှာ type 2ကိုယ်ပိုင်လုပ်ငန်းကြတော့ ျွန်တော်တို့ဘယ်လိုပြောမလဲဆိုလို့ရှိရင် generalist ဖြစ်ဖို့လိုတယ်အားလုံးကိုဆက်ဆက်ဒီဆက်ဆက်ပြီးဖို့လိုတယ်ကျွန်တော်ဟိုဘက်မှာနောက် sign တစ်ဆိုင်ဖွင့်ထားတယ် sign မှာဆိုလို့ရှိရင် production line လည်းကျွန်တော်ပြီးဖို့လိုတယ်အဲဒီမှာ gain နဲ့ set တွေအကြောင်းလည်းကျွန်တော်အကြံမြင်ထားလိုက်ဖို့လိုတယ်အဲဒီဘက်က marketing ကိုလည်းကျွန်တော်ပြီးဖို့လိုတယ်အဲဘက်ကဝန်ထမ်းတွေအကြောင်းလည်းကျွန်တော်ပြီးဖို့လိုတယ်ဝန်ထမ်းသွားတဲ့လူတွေကကြာ specialist လို့လို့ရထားပါတော့ကျွန်တော်က engineer ပေါ့ဗျာထောက်ကြပါစို့เนาะ BTK engineer ပေါ့ဒါဆိုကျွန်တော် BTK engineer တကယ်လုပ်ငန်းကြီးတွေမှာလုပ်တဲ့ BTK engineer တယောက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အပိုင်းကိုကျွန်တော် specialist ဖြစ်ဖို့ပဲလိုတယ်ကျန်တဲ့အပိုင်းက ပပပပတိထားရင်အဆင်ပြေတယ်ကွာတကယ်မီတင်နေမှာ department တခုနဲ့တခုဟိုလောက်ကြတဲ့အခါအဲကျွန်တော်တို့လုံးဝမသိလို့မရအောင်အချမ်းမြင့်တော့သိမှာဒါပေမဲ့ကိုယ့်အပိုင်းကိုကို specialist ဖြစ်ရင်ပို့ရပြီဟိုကိုယ့်ဘိုင်လုံးငန်းသမားလို့အားလုံး white light ပြီးပါနေစရာအာမလိုဘူးပေါ့နော်ကိုကလုံးဝပေါ့နော်ခေါင်းမကိုက်ဖဲနေကိုယ့်အပိုင်းကိုပဲကိုအာယုံဆိုင်ပဲလုံးချင်နေဆိုရင်ဝန်းနန်းနေပို့ပြီးတော့အဆင်ပြေတယ်လာစားလိုက်ခုနကပြောဒေါ်လာထောင်ကနန်းမြင့်မြင့်သွားတယ်လို့တောင်းကနန်းအထိဖြစ်သွားနိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုက အာစွန်စားခြင်းနဲ့ကိုကိုရိုင်းအားလုံးကိုလည်းကိုချေလုပ်ခြင်းနဲ့ creative ကိုလုပ်ခြင်းနဲ့အဲပို့ပြီးတော့ freedom ဖြစ်ခြင်းနဲ့အဲ့လိုလူမျိုးဆိုလို့ရှိရင်ကိုပိုင်လုပ်ငန်းကပို့ပြီးတော့အဆင်ပြေလူတယောက်နဲ့တယောက်က type မတူသေးဘူးကိုပိုင်လုပ်ငန်းလုပ်တဲ့လူမှလည်းခုနကပြောလို့သိန်းကိုထောင်ငန်းတောင်ငန်းသိန်းငန်းအထိရှားနိုင်တယ်ကျွန်တော်မရှားနိုင်ဘူးလို့မပြောဘူးရှားနိုင်တယ်အောင်မြင်ပြီးတော့လုံးဝ ဒိဋ္ဌိကျဖြစ်လာတဲ့လူတွေကိုကြီးပဲမြင်လို့မရသလိုဂွမ်းဝါးလူတွေလည်းအများကြီးပဲခုနဝန်ထမ်းလောကမှာလည်းဒီလိုပဲ၃သိန်းနဲ့လုံနေရတဲ့လူတွေနဲ့ရှိတယ်လို့ခုနကဒေါ်လာထောင်းနဲ့တောင်းနဲ့ချိန်ပြီးရနေတဲ့လူတွေလည်းရှိတယ်ဆိုတော့ဝန်ထမ်းနဲ့ကိုယ်ပိုင်လုပ်ငန်းဘာကိုရွေးမလဲလို့ပြောရင်ကိုယ့်ရဲ့ character ပုံမှာမူတည်တယ်ကိုကအရာအားလုံးကိုခေါင်းစအခြေဆုံးကိုယ်တိုင် create လုပ်ချင်တယ်ခေါင်းစချင်တယ်ကိုယ့်လေကိုယ့်ချင်တယ် လုံးချင်တယ် freedom ပို့ဖြစ်တယ်ပို့ပြီးတော့ creative လုံးချင်တယ်ဆိုရင်ကိုယ်ပိုင်လုပ်ငန်းလုပ်အဲ့လိုမဟုတ်ဘဲနဲ့ကိုကအကြံတဲ့အပိုင်းတွေကိုစိတ်ဝင်စားဘူးတိတ်ပြီးတော့အားမထုတ်ချင်ဘူးကိုယ့်ရဲ့ professional ဘက်ကိုကလုံးဝ expert ဖြစ်ချင်တယ်တကယ် a true special ကျွမ်းကျင်သူဖြစ်ချင်တယ်အဲ့လိုမျိုးလုံးချင်တယ်ဆိုလို့ရှိရင်တော့တကယ်ကုမ္ပဏီတွေမှာယာလူကြီးကြီးတွေနဲ့ဒေါ်လာတောင်းဝန်းတင်းနေရတယ်ပဲဒီသွားလို့ ကြတယ်ဒီကုန်းချုပ်အနေနဲ့ပြောချင်တာကဝန်ထမ်းဆိုရင်လာတာသုံးသိန်းဝန်ထမ်းဝင်ပဲမမြင်ရပါနဲ့လို့ကိုပိုင်လုပ်ငန်းဆိုလို့ရှိရင်လည်းဆိုင်ခွဲတွေတိတ်နဲ့တားနဲ့ချီပြီးတော့ကြီးကြီးတဲ့ချမ်းသာနေတဲ့လူတွေဝေးလဲမမြင်ရပါနဲ့လို့ဝန်ထမ်းမှလည်းသုံးသိန်းနဲ့တိုက်ပတ်နေတဲ့လူတွေရှိတယ်လို့ကိုပိုင်လုပ်ငန်းမှလည်းတလတလခန့်ထားတဲ့ဝန်ထမ်းလေး၄၅လောက်လာစားကိုပေးဖို့တော့မှမနေအားထုတ်နေတဲ့လူတွေလည်းရှိပါတယ်အဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့ type နဲ့ဘယ်ဟာနဲ့ပို့ပြီးတော့ကြိုက်လဲဆိုတာကိုရွေးချယ်ရမှာဖြစ်ပါတယ်ဘယ်ဟာက ဘူကောင်းလဲဆိုတော့သူနည်းသူဟာနဲ့သူကောင်းတယ်သူနည်းသူဟာနဲ့သူအားနဲ့ကျရှိရဲအဲ့တော့မင်းကြိုက်တာမင်းလုတ်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ဗျာ